ကိုလာဆဲနေတဲ့အကောင်လေးနော်တန်းရွှေသေးတာငိုကြအောင်ငါ့ကိုလာဆဲမနေနဲ့နော်တန်းရွှေသေးတာနင်တို့ငိုကြအောင်တန်းရွှေသေးပြီးသွားရင်မရောင်းနိုင်သေးပါအဲ့ကြိုင်နင်တို့ငိုဖို့မျက်ရည်စူထားအောင်နော်ငါ့ကိုလာဆဲမနေနဲ့နော်တန်းရွှေသေးတာနင်တို့ငိုကြအောင်နော်နင်တို့ငိုလိုက်အောင်တန်းရွှေတပတ်တိတိနိုင်ငံတော်ဝန်နေချင်းဟလားအေးဘောတပတ်တတိလောက်မှာဘောတန်းရွှေရ28ရက်နေရသေးတာဆိုတော့ရက်လေတဲ့ထိစောက်ရပါမယ်နော် နော်ဘောမလေးငိုစမ်းနော်ပြည်သူတွေငိုတာလေငါတို့မျက်ရည်ကြတာနင်တို့အဲ့အစတရားငိုစမ်းအစတထောင်ငိုကြစမ်းနော်ငိုပွဲကြီးကျင်းပါစမ်းအဲ့ဒီနေပြည်တော်မှာနင်တို့အဲ့မှာနင်တို့မင်းအွန်လိုင်းနဲ့တူတူနင်တို့ငိုပွဲကြီးကျင်းကျင်းပါစမ်းနင်တို့အဲ့မှာမူးပွဲတွေတောက်ပွဲတွေကျင်းပါစမ်းငါတို့ပြည်သူတွေငိုသမျှနင်တို့အဲ့မှာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆင်းတဲ့တဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတွေတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်လာဆဲနေတဲ့အကောင်လေးเนาะတန်းရွှေသေးတာငိုကြအောင်ငါ့ကိုလာဆဲမနေနဲ့เนาะ တန်းရွှေသေးတာနဲ့လို့ငိုကြောင်းတန်းရွှေသေးပြီးသွားရင်မရောင်းလိုက်သေးပါအဲ့ကြိုင်နဲ့လို့ငိုဖို့မျက်ရည်စူထားအောင်နော်ငါ့ကိုလာဆဲမနေနဲ့နော်တန်းရွှေသေးတာနဲ့လို့ငိုကြောင်းနော်နင်တို့ငိုလိုက်အောင်တန်းရွှေတပတ်တိတိနိုင်ငံတော်ဝန်နေချင်းဟလာအေးဘောတပတ်တိတိလောက်မှာဘောတန်းရွှေရ28ရက်နေရသေးတာဆိုတော့ရက်လေတဲ့အထိစောင့်ရမှာလीနော် ဘောမတွေငိုစမ်းเนาะပြည်သူတွေငိုတာလေငါတို့မျက်ရည်ကြတာနင်တို့အဲ့အစတရားငိုစမ်းအစတထောင်ငိုကြစမ်းเนาะငိုပွဲကြီးကျင်းပါစမ်းအဲ့ဒီနေပြည်တော်မှာနင်တို့အဲ့မှာနင်တို့မင်းအောင်နိုင်တဲ့တူတူနင်တို့ငိုပွဲကြီးကျင်းကျင်းပါစမ်းနင်တို့အဲ့မှာမူးပွဲတွေတောက်ပွဲတွေကျင်းပါစမ်းငါတို့ပြည်သူတွေငိုသည်မနင်တို့အဲ့မှာတံပြန်ခံစမ်းเนาะအများများငိုကြစမ်းเนาะကြလားငိုစမ်းအဲ့မှာစစ်သားတွေလည်းတည်တာအများကြီးနေပြည်တော်မှာเนาะ နေပြည်တော်မှာတန်းရွှေနဲ့တူတူစစ်သားတွေတည်တာအများကြီးပဲငိုကြစမ်းเนาะငါတို့ပြည်သူတွေငိုသလိုနင်တို့ငိုကြစမ်းအဲ့ဒီမှာเนาะပြီးနောက်ထပ်မျက်ရည်စုထားမင်းအောင်လိုင်းတေးမှာနင်တို့ငိုဖို့ပြင်တာเนาะဝမ်းတာလိုက်တယ်အဲ့တော့ကတော့အင်မတန်ဝမ်းတာတိတ်လားเนาะနင်တို့အလှဲ့ပဲเนาะငါတို့ပြည်သူတွေငိုပြီးသွားပြီနင်တို့အလှဲ့เนาะငါတို့ပြည်သူတွေငိုပြီးသွားပြီနင်တို့အလှဲ့ပဲเนาะ နို့အလှဲ့ပဲငိုကြစမ်းနော်အောက်တန်းစားတွေအာတုပချရတာတော့မှလူမသိသူမသိပြည်သူကိုမကြော်ညာရဲပဲနဲ့ခိုးချရတဲ့ဘဝနော်အဲ့ဒါအာနာရှင်ရဲ့နောက်ဆုံးသွားရလမ်းပဲမှတ်ထားနော်နင်တို့လည်းကြက်ကြက်တည်းကြာနင်တို့အာတုပခိုးချတာကို့မှမဟုတ်နေဝင်းလက်ထက်တုန်းကလည်းအာတုပခိုးချရတာနော်အေးအခုတန်းရွှေလည်းအာတုပခိုးချနေရပြီနော်သေးတာတော့မှတည်င်းမထုတ်ပြန်ရဲဘူး နော်ငါပြည်သူတွေအတွက်ငါတော့ကျင့်တတ်တယ်နော်ပြည်သူတွေအတွက်ငါတော့ကျင့်တတ်တယ်ကြားလားနော်တေးတာတော့မှသတင်းမထုတ်ပြန်ရဲဘူးပြည်ပသတင်းသမားတွေကိုမြမာပြည်ကိုလာလာတာပိတ်ပင်တယ်ပိတ်ပင်မှာဘောဟဲ့တေးထားတာအများကြီးကိုနော်ဝမ်းပါတယ်နော်ငိုကြနေလို့အဲ့မှာနော်တတောင်းစားတပတ်အောက်တန်းစားတွေမင်းအောင်လာရအခုကနတ်ပွဲတွေပေးနေတာ သူကိုယ်တိုင်တော့မသွားဘူးဒါပေမဲ့အဲကျူကျူလှဥဆောင်နေပေါ့နော်ဇော်မဲလုံးလဲပါတယ်နော်မြန်မာနိုင်ငံမှာဟိုပြည်သူလူထုကိုဒုက္ခပေးလို့အားမရဘူးနှက်တူသွားပြီးဒုက္ခပေးနေပြီမရောလဲနော်အဲ့ဒါကြောင့်မလို့ဆရာမကိုကြီးကျော်သခြင်းနဲ့တင်ပေးထားတာနော်တက်လားအเจ้าမဲ့တင်ပေးထားတာမဟုတ်ဘူးနော်ဘာတွေဘာမြောင်လိုက်ဘာတွေဆူတောင်းပြီဘာတွေလုံနေလဲဆိုတာသိကျင်တယ်ဆိုဆီယမအကောက်ထမဝင်ကြီးနှက်ခမ်းမွေးနဲ့နှက်ခမ်းမွေးလေးနဲ့ကိုကြီးကျော် ကိုကြီးကျော်ဆိုတဲ့သရှင်လေးနဲ့ဆ iam မတင်ပေးထားတယ်။ဆ iam မအကောက်ထမဝင်ကြည့်။နော်။မင်းအောင်လိုက်ဘာတွေလုပ်နေလဲဆိုတော့သိကျင်တဲ့လူတွေအတွက်နော်။ဆ iam မအကောက်ထမဝင်ကြည့်။ကိုနှခမ်းမွေးလေးနဲ့တင်ပေးထားတယ်။အဲ့ဒါလေးစောအောင်ကြည့်လိုက်။နော်။မင်းအောင်လိုက်အဲ့ဒီလိုဖြစ်နေ net ကိုဒုက္ခပေးနေတယ်။နော်။သူ့ကို net လဲမကယ်တော့ဘာတိုက်လဲမကယ်တော့သူ့ကိုဘာမှမကယ်တော့နော်သူ့ကိုကယ်မဲ့လူမရှိတော့နောက်တစ်ခုကဆ iam မတီပြောချင်တဲ့ဟာပေါ့နော်။ယောဂါပီးနဲ့ဟွာနဲ့ပေါ့နော်။ရေပီးတွေလည်းကြီးူးဆိုင်ပေးပါနော်။ အဲဒီရေလေပေါ့နော်ရေလေဘာညာမီးဘာညာပေါ့နော်အဲ့ဒါမျိုးကတ်ဆိုင်တယ်ဆိုတော့အဲ့ဒီလိုသဘောတရားကြီးသွားမှာဖြစ်တယ်နော်အဲ့ဒါကြောင့်မို့အဲ့ဒါတွေရှေ့လျှောက်ပြီးတော့ဂယူးဆိုင်ပြပါနော်မမေ့ပါနဲ့နောက်တစ်ခုကမင်းအောင်လိုင်းနဲ့ပတ်သက်လာလို့ရှိရင် နော်မင်းအောင်လိုင်းလည်းမကြခင်လေဖြန်းတော်မှာဖြစ်ပါတယ်အဲ့ဒါလည်းကြိုဟောလိုက်ပါမယ်နော်မင်းအောင်လိုင်းနိုင်ငံတကာရဲ့အလဲမှာအချက်တော်ဝဲအကျိုးနဲ့ဖြစ်ပါမယ်နော်သူ့ကိုဝိုင်းပြီးကဲ့ရီရှုံချတာမျိုးသူမကြခင်ခံရမှာဖြစ်ပါတယ်နောက်တစ်ခုနိုင်ငံကြီးလေးနိုင်ငံရဲ့မင်းအောင်လိုင်းနဲ့ပေါ့နော်မင်းအောင်လိုင်းကို တရားစွဲမှလားဒါမှမဟုတ်တခခုအရေးယူတာမျိုးအဲ့ဒီလိုမျိုးတွေလည်းကြုံရတတ်တယ်ပေါ့နော်ဒါမှမဟုတ်လေဟိုအမှုသူ့ကိုအမှုစွဲထားတဲ့ကိစ္စတရားဝင်လာပြီးဖမ်းတာမျိုးပေါ့အဲ့လိုမျိုးတွေလည်းကြုံရခြင်းရှိပါတယ်နော်တေချာတော့အင်အားကြီးနိုင်ငံရဲ့ဖိအားပေးမှုအင်အားကြီးနိုင်ငံနဲ့စည်ရေးတင်းမာမှုနော်စကားအခြေတင်ပြောမှုကမင်းအောင်လိုင်းထိတ်တိုက်ခံရမှာဖြစ်ပါတယ်နော်နောက်တစ်ခုတိုက်သူတို့မင်းအောင်လိုင်းနဲ့မင်းအောင်လိုင်းရဲ့ဂျားမာကိုပဲအချင်းချင်း အချင်းချင်းသူတို့အကြီးကျယ်ကြိုက်ကြမှာပွဲတွေလည်းရှိပါတယ်နော်အဲ့ဒါကတော့မင်းအောင်လည်းအကြီးကျယ်ခံရမှာဖြစ်ပါတယ်ဒါလည်းဝမ်းသာစရာကောင်းပါတယ်နော်ဆရာမကတော့ဝမ်းသာပါလေရှင်နော်နောက်တစ်ခုကအခုလိုဖြစ်သွားတဲ့မြန်မာနိုင်ငံမှာအခုငလင်းလှုပ်သွားတဲ့ကိစ္စနဲ့ပတ်သက်လာပြီးတော့နိုင်ငံတော်အဆင့်ဝန်내ချင်းဆိုတာကပြည်သူတွေတည်ဆုံးလို့မရောက်လန်းဝန်내တာမဟုတ်ပါဘူးเนาะတန်းရွှေတည်လို့ ဝင်နေတာဖြစ်ပါတယ်เนาะနောက်တစ်ခုတခါလဲပြောပါမယ်အဲ့ဒီလိုဖြစ်တဲ့ဟာကိုမင်းအောင်လိုင်းကြိတ်ပြီးတော့ပျော်နေတာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့เนาะဘသူ့ကိုမှအာကိုမရှာပါနဲ့ကိုကိုကိုတာအာကိုရာ ဖြစ်ပါတယ်เนาะအသက်ကိုညံဆောက်ပါတယ်သတိဥရိယာနဲ့နေပါနောက်ဆရာမကပြောတယ်ငလင်ထက်မလို့တော့လှုပ်နေရလှုပ်နေရဆိုတော့အောက်တန်းစားတို့တဲပြောချင်ပါတယ်28ရက်နေရလှုပ်သွားတဲ့ငရင်ကအင်မတန်အပြင်းနဲ့ငရင်ဖြစ်ပါတယ် ဲ့ဒီလိုငလင်မျိုးလှုပ်ဖို့ဆိုရင် နောက်တစ်ချိန်ကြံပါသေးတယ်ဒါပေမဲ့ဒီကြားထဲမှာတော့ဆက်ပြီးတော့အဲ့လိုလှုပ်ဖို့ဆိုလို့ရှိရင်နည်းနည်းလေးကြာအောင်မယ်လို့ဆရာမပြောထားပြီးသားဖြစ်ပါတယ်เนาะ ဒါပေမဲ့အရင်ငရင်ကြီးပထမလှုပ်ထားတဲ့28ရက်နေရာလှုပ်တဲ့ငလင်ကငလင်အကြီးဖြစ်တာဖြစ်တဲ့အတွက်အဲ့ဒီလှုပ်တဲ့နေရာစားပြီးတလအတွင်းကတော့အသေးမွှားတွေကတော့အမြဲတမ်းကြုံရမှာဖြစ်ပါတယ်တလတိတိရှောင်ရမယ်လို့ဆရာမပြောပြီးသားဖြစ်ပါတယ်တိုက်တိအကွဲနေလို့ရှိရင်မနေဘူးလဲကြိုပြောပြီးသားဖြစ်ပါတယ်နော်တိုက်မြင့်မှာနေတဲ့လူတွေကလည်းဒီချိန်မှာအလုံးမလုံးတာကောင်းပါတယ်စောက်လဲစားတိုက်တွေဆိုရင်အန်တရာယ်ရှိပါတယ်နော်ဒါတွေကတော့ဒီ ငလင်ကြီးလှုပ်လှုပ်တဲ့နောက်ပိုင်းရဲ့ဆိုးကျိုးတွေကြည့်ရပါပဲရှင်เนาะအဲ့လိုသွားပါတယ်နောက်မှုန်တိုင်းတိုက်တာဘာညာကုကဓာရီတောင်ဒလဇက်လာมาဖြစ်ပါတယ်เนาะအဲ့တော့ကျိုးရှောင်းခြင်းနဲ့ဆိုရင်ကိုကအဲ့လိုကျိုးရှောင်းမှာနောက်အင်းရှိမှလှုပ်ရမယ်ရေရာပြောပြီးမယ်เนาะမြန်မာနိုင်ငံမှာပြည်သူတိုင်းကလှုပ်ပါမိမိရဲ့အင်းရှိမျက်နှာစာမှာထမင်းအဖြူကိုးပေါ့နော်ပကံတခါတော့ပကံနဲ့ထည့်လို့ရပါတယ်ရေကိုးခွက်အမိုးတိုင်းကိုးတိုင်းဖျောင်းတိုင်းကိုးတိုင်း ဲ့ဒီကိုးတိုင်ကိုးအဲ့ဒီကိုးတိုင်ကိုမိမိရဲ့အင်ရှိမျက်နှာစာမှာလှူပေးပါခြံရဲ့အပြင်ဘက်မှာလှူရမှာဖြစ်ပါတယ်ဘသူ့ကိုလှူမှာလဲဆိုဝက်တုံးလေးမြေနံမျိုးကိုလှူတာဖြစ်ပါတယ်နော်လှူဒန်းဒါနာပြုတ်ပြီးလို့ရှိရင်တခါတည်းပြောပါဝတ်သုံးလေးမြင်နှမ်းမေးကကျွန်တော်တို့ကလှူဒန်းဒါနာပြုတ်ပါတယ်ဆိုပြီးရောလှူပေးပါပြီးလို့ရှိရင်အေးလှူဒန်းမှုကိုလက်ခံတဲ့အချိန်မှစရင်ကျွန်တော်တို့ဘေးကင်းပါသေးပါညာဆူတောင်းပါနော်ဆူတောင်းပြီးပြီဆိုရင်ဝတ်သုံးမြင်နေပြီပါတက် ်တက်စာပြုတ်ပေါ့နော်အေးမကောင်းမှုအေးမြန်မာနိုင်ငံမှာစိုက်နေတော့ကပ်ဘေးတို့ဒီကျွန်ုပ်တို့ရဲ့ကျွန်ုပ်တို့လှုပ်ဆောင်တာမဟုတ်ဘဲနဲ့လှုပ်ဆောင်သူဖြစ်တော့အဓိကသူတွေအဓိက ဖြစ်တဲ့အဲ့ဒီ မင်းအွန်လိုင်းကိုတာမင်းအွန်လိုင်းရှိလို့ဒါဤကက်ဘေးတွေအများဆုံးရောက်ပါစေပြည်သူတွေခုနှစ်ရသားသမီးတွေဘေးကင်းပါစေဆိုရဲစုကိုတောင်းပါเนาะအဲ့ဒါကိုနိုင်ွက်တနိုင်နေစွန့်လိုက်ပါစွန့်ပြီးလို့ရှိရင်ကြွကြွရေးအမဲနဲ့ထုတ်ပါเนาะအဲ့ဒီဆက်ဟိုရေထမင်းတွေရေတွေပါအကုန်လုံးပေါက်ထုတ်လိုက်ပါเนาะအဲ့အမွှေးတိုင်ဆိုလားမွှေးတိုင်ကြိုင်တဲ့အရိုးတွေပါအကုန်ပေါက်ထုတ်လိုက်เนาะပေါက်ထုတ်ပြီးလို့ရှိရင်မိမိရမြစ်ချောင်းအင်းအိုင်ပေါ့เนาะစီစင်းတဲ့အရာမနေရာကိုသွားပါမယ်။သွားပြီးပြည်သူကအဲ့ဒီအထုပ်ကိုလက်နောက်ပြန်ပစ်ပါเนาะ မြန်မာနိုင်ငံမှာကြုံတွေ့နေတော့ EKB တို့သည်ကျွန်ုပ်ခုနှစ်သားသမီးတို့နဲ့ဘသူဘဝနဲ့မသက်ဆိုင်မဲ့နဲ့မင်းအောင်လိုက်ရှိတာဓာတ်ရိုက်ရောက်ပါစီဆိုပြီးတော့လက်နောက်ပြန်ပစ်ပါနော်အဲ့ဒီရေရာပြည်သူလူထုတွေလှုပ်လို့ရှိရင်အတကုံစွမ်းပါစီနော်မင်းအောင်လိုက်သားသမီးတွေလှုပ်လို့ရှိရင်ပြောင်းပြန်ဖြစ်ပါသည်တော့လုံးလုံးမရပါသေးနဲ့เนาะဆရာမတခါလည်းပြောပါတယ်သူတို့မြစ်တာလုံးဝမရှိပါဘူးเนาะအဲ့တော့ပြည်သူတွေအန်တရကင်းစေခြင်းပါတယ်အန်တရကင်းစေခြင်းလို့ ကြိုဟောပေးတာဖြစ်ပါတယ်ဆရာမဟောတာကလည်းမြန်မာနိုင်ငံစာတာကိုကြည့်ပြီးဟောပေးတာဖြစ်ပါတယ်ရှင်နော်အားလုံးကိုဘေးကင်းစေခြင်းနဲ့အန်တီရဲကင်းစေခြင်းနဲ့လူတွေကနော်ဒီနေ့ဒီချိန်ဒီလိုဒီလိုဖြစ်မယ်ဆိုရင်သူ့ရဲ့ဒီစာတာထဲမှာပါတဲ့အတိုင်းသူ့ရဲ့ကံကြမ္မာတိုင်းလာပြီးသားဖြစ်ပါတယ်ဒါတို့တားဆီးလို့မရပါဘူးနော်ကြိုပြောပေးတယ်ဆိုတာအန်တီရဲကင်းစေခြင်းလို့ကြိုပြောပေးတာဖြစ်ပါတယ်ပြည်သူ့ကိုပဲအန်တီရဲကင်းစေခြင်းလို့ကြိုပြောပေးတာဖြစ်ပါတယ်ရှင်နော်ဒီဗီဒီယိုဖိုင်လို့ ိတယ်ဆိုရင်တယောက်တယောက်ဝိုင်းရှယ်ပေးပါ။နောက်ဒီဗီဒီယိုဖိုင်အတန်ကိုယူပြီးတော့အတန်ကိုယူပြီးအတန်ကြီးရပဲပြန်ပြီးတော့နော်ရှယ်တာမျိုးတွေလုံးဝမလုပ်ပါနဲ့။အဲ့ဒါကြတော့ဘာဖြစ်လဲဆိုတော့ခင်ဗျားတို့ကအတန်ကြီးရပဲယူတင်တော့ကြတော့တစ်ဖက်ကပြည်သူကဘာသူပြောထားလို့ပြောထားမှမသိဘူး။မသိတော့ကြတော့ဘာမှမသိပဲနဲ့ တချို့ဟိုအခု3 4 6ဟောတယ်လို့မျိုးဘယ်တော့မှဟောတာလဲရှောက်ပြောနေရပါညာနဲ့အဲ့လိုပြောတာမျိုးဖြစ်တယ်ဒီလိုမျိုးအရေးကြီးတဲ့ဗီဒီယိုဖိုင်တွေကြတော့ဒေါင်းရရင်ဒေါင်းဒေါင်းမရလို့ရှိရင်ကိုယ့်ဘာကိုဗီဒီယိုဖိုင်ပြန်ဒီမှာရိုက်ပြီးတင်တင်မရရင်ကျွန်မအတန်ယူပြီးတော့ဒီကနေမှပုံရိုက်ပြီးတော့အဲ့ဒီပုံနဲ့ပြန်တင်တာမျိုးလုပ်ပြီးပါရှင်နော်ဒါကတော့တောင်းဆိုပေးတာဖြစ်ပါတယ်နော်မျှတင်ပေးတဲ့လူတွေအတွက်နော် share တာတော့ဘယ်သူပဲမဆိုလွတ်လပ်စွာ share လို့ရတယ်ဘယ်သူမဆိုတင်လို့ရတယ်ပေါ့နော်ဒါမှဘောမတွေတော့မပါဘူးเนาะပြည်သူကတော့ဘယ်သူဖြစ်ဖြစ်တင်ပြီးပါเนาะဒါလေးကိုလည်း why share ပြီးပါเนาะဆ iam မကတော့ဆ iam မများကြခင်မဲ့ဖြစ်ပါတယ်เนาะဆ iam မတို့လည်းရှေ့လျှောက်ဒိဋ္ဌန်တွေလောက်ရမှာဖြစ်ပါတယ်ပြည်သူတွေလည်းဥမုံလင်းလင်းပြောမှဆိုလို့ရှိရင်เนาะကောင်းသူကဲမကောင်းသူပဲပေါ့เนาะဒီကတ်ဆေးတာဖြစ်တဲ့အတွက်ဘာသာရေးများများလုပ်ပြီးပါလို့ပြောချင်တယ်ရှင်เนาะဒါကတော့ တချို့ကတော့ဒီစကားကကြိုက်ချိန်မှာကြိုက်မယ်လीเนาะမကြိုက်လည်းမတက်နိုင်ဘူးဒါအမှန်တရားကိုအမှန်တရားပြောပြတာရှင်เนาะအားလုံးဘီကင်းပါစီเนาะအန်တရကင်းစီခြင်းလို့ကြိုပြောပြတာဖြစ်ပါတယ်ဒီငလင်းလှုပ်ချင်းရဲ့အကြောင်းနမိတ်က12လအထိအကျိုးဝင်ပါတယ်เนาะဘယ်တော့လောက်တက်တာမလဲဆိုရင်ဝါထွက်မှတက်တာပါမယ်ရှင်เนาะဝါမထွက်ခင်ထိမှာ အရေးပေါ်ကာလအနည်းရောအဆင့်လို့ပြောလို့ရပါတယ်เนาะအဲ့ဒါကြောင့်မလို့အဆဆရာရာဂယုစိုက်ပြပါเนาะမြန်မာနိုင်ငံမြန်မာနိုင်ငံသားမြန်မာပြည်သူတွေအားလုံးမှန်သမျှအန်တရာယ်ကင်းပါစေ ဘေးရှင်းပါစေလို့ဆရာမဆုတောင်းပေးပါတယ်เนาะထိခိုက်မနာမှုဆုံးရှုံးမှုတွေမဖြစ်ပါစေနဲ့လို့ဆရာမဆုတောင်းပေးပါတယ်ရှင်เนาะနောက်တစ်ခုဒီမင်းအွန်လိုင်းနဲ့ပတ်သက်လာလို့ရှိရင်เนาะသူပြပနဲ့ပတ်သက်တဲ့ပြဿနာကြီးအများကြီးတက်มาဖြစ်ပါတယ်เนาะမကြာခင်လဲမင်းအွန်လိုင်းကနေ့စီကံကုန်ဖြစ်တော့มาဖြစ်ပါတယ်သူကိုယ်တိုင်လည်းလေဖြန်းတော့มาဖြစ်ပါတယ်ရှင်เนาะအဲဒါကြောင့်မို့လို့เนาะပြည်သူတွေလည်းအတင်းထားပါလို့နော်ဖိုက်တင်ပါလို့နော်အတင်းထားပါရှင်နော်ဘေးရန်ကင်းပါစေမိမိရဲ့အိမ်မှာနော် မဟာတမယတုတ်တော်မနဲ့ညပူဇော်ပေးပါရှင့်နော်ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေအတွက်ပေါ့နော်တခြားဘာသာတွေကတော့မိမိတို့ယုံကြည်ကိုးကွယ်တဲ့ဘာသာစိတ်နဲ့တည်ရလေးကိုဖွင့်ပေးပါရှင့်နော် ဖြစ်နိုင်တယ်ဆိုလို့ရှင်ညပတ်တေးပေါ့နော်ညနေ၈နာရီ၉နာရီကျော်ပြီဆိုအပြင်မထွက်တာကောင်းတယ်ပေါ့နော်တဲ့တမန်အချိန်ကိုပြောပြပေးရနော်အခုငလင်ချိန်ကတော့အစင်မပြေနေရချိန်တလတွင်းကတော့ငလင်ကတတိထားပါအောင်ရှင်နော်နည်း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 ကလာအောင်မှဖြစ်ပါတယ်ရှင်နော်ကျေးဇူးတင်ပါတယ်ရှင်နော် ဒီပိုလေးကိုလိုက်ရဖော်လို့ share လေးလုပ်ပေးရှင်နော်။အော် share ပဲလုပ်ပေးပါနော်။အသေးပေးချင်မှပြပါ follow လုပ်ချင်မှလုပ်ပါရှင်နော်။ကျေးဇူးပါရှင်နော်။